တခါတော့ကတော်ရင်ရွာလေးတွေမှာရွှေသားလေးတွေနေထိုင်ကြပါတယ်ရွှေသားတွေဟာချစ်စရာကောင်းပြီးတဲ့တဝါလေးတွေနဲ့အတူနေထိုင်ပါတယ်သူတို့ရဲ့ရွာလေးဟာတစ်ပင်ကြီးတွေရဲ့အောက်မှာလှပစွာတည်ရှိနေပါတယ်ရွှေသားတွေဟာတဘာဝနဲ့လိုက်ရောညီထွေစွာနေထိုင်ကြပြီးသူတို့ရဲ့ရွာလေးကိုစောင့်ရှောက်ကြပါတယ်ဒီနေ့မှာတော့ပြင်ကြီးတပားဟာသူ့ရဲ့ခီးစဉ်အတွင်းဒီရွာလေးကိုရောက်လာပါတယ်ပြင်ကြီးဟာကြီးမားပြီးအင်အားတွေကိုလေကြီးမားတဲ့ပြင်ကြီးတပားဖြစ်ပါတယ်သူ့မှာစိတ်ထားနှူးညံ့ပြီးကျင်နာတက်တဲ့စိတ်သက်ရှိပါတယ်ပြင်ကြီးဟာရွှေသားလေးတွေရဲ့ရွာလေးကိုလာရောက်လေပတ်ပြီး သူတို့ရဲ့ဘဝနဲ့ယဉ်ကျေးမှုကိုစိတ်ဝင်စားပါတယ်။ရွာသားလေးတွေဟာ ပြင်ကြီးကိုမြင်တဲ့အခါအစပိုင်းမှာကြောက်ရွံ့သွားကြပါတယ်။ဒါပေမဲ့ပြင်ကြီးဟာသူတို့ကိုပြုံးပြပြီးကျင်နာစွာစကားပြောတဲ့အခါရွာသားလေးတွေဟာသူ့ကိုယုံကြည်လာကြပါတယ်။ပြင်ကြီးဟာရွာသားလေးတွေနဲ့အတူသူတို့ရဲ့ရွာလေးကိုလှည့်လည်ကြည့်ရှုပြီးသူတို့ရဲ့နေထိုင်မှုပုံစံကိုနားလည်အောင်ကြိုးစားပါတယ်။ရွာသားလေးတွေဟာပြင်ကြီးကိုသူတို့ရဲ့ဒလေးထုံနှန်းတွေသူတို့ရဲ့တချင်းနဲ့အာဃာတွေကိုသူတို့ရဲ့စိုက်ပျိုးရေးနယ်လန်းတွေကိုပြသပါဗျ။ပြင်ကြီးဟာသူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုအံ့ကြပြီး ချီးကျူးမှုမြတ်ပါတယ်။ပူရင်ကြီးဟာရွှေသားလေးတွေရဲ့တဘာဝနဲ့လိုက်ရောညီထွေစွာနေထိုင်တတ်တဲ့စွမ်းရည်ကိုအားကြပါတယ်။နောက်ဆုံးမှာတော့ပြင်ကြီးဟာရွှေသားလေးတွေနဲ့ခွဲခွာရတော့မယ့်အချိန်မှာသူတို့ကိုဂျေဇုတင်စကားပြောပြီးသူတို့ရဲ့ရွာလေးကိုစောင့်ရှောက်ဖို့ကတိပေးခဲ့ပါတယ်။ပြင်ကြီးဟာသူ့ရဲ့ခီးစဉ်ကိုဆက်လက်ထွက်ခွာသွားပြီးရွှေသားလေးတွေဟာပြင်ကြီးနဲ့တွေ့ဆုံခဲ့တဲ့အကြောင်းကိုအားရပါရပြန်ပြောပြကြပါတယ်။ဒီပုံပြင်လေးကနေသင်ခန်းစာတစ်ခုရပါတယ်။ကွဲပြားတဲ့ရင်ကျေးမှုတွေဘဝနေထိုင်မှုပုံစံတွေကိုလေးစားတဲ့ဖို့နဲ့ ်တဘာဝနဲ့လိုက်ရောညီထွေစွာနေထိုင်တတ်ဖို့ပါပဲဟိုရှေရှေတုန်းကတစ်တော်တဲမှာလူပူလေးခုနှစ်ယောက်တူနေကြပါတယ်ဒီနေ့မှာသူတို့ဟာတစ်ပင်ကြီးရဲ့အောက်မှာရွှေအိုးကြီးတစ်လုံးကိုတွေ့လိုက်ပါတယ်ဒီရွှေအိုးကိုဘသူဟာလဲလို့အန်အားတင်စွာဆွေးနွေးကြတော့အသက်အကြီးဆုံးလူပူကဒါဟာတစ်တော်နဲ့ရဲ့လက်ဆောင်ပါဒါပေမဲ့လောဘမထားပဲညီညီမျှမျှတုံးနေမယ်ဆိုရင်ကံကောင်းမယ်လို့ပြောပါတယ်ဒါနဲ့သူတို့ဟာရွှေအိုးကိုအိမ်ယူသွားပြီးလိုအပ်တဲ့အခါမှသာဖွင့်သုံးဖို့သဘောတူကြတယ်ဒီနေ့တော့မိုးကြီးစွာရွာပြီး သူတို့ရဲ့အိမ်မိုးပြက်ကမိုးရေတွေယိုစီးလာတဲ့လူပုတစ်ယောက်ကရွှေအိုးကြီးကိုတုံးပြီးအိမ်တစ်ဆောက်ကြရအောင်လို့အဆိုပြုတယ်။ဒါပေမဲ့ငယ်ဆုံးလူပုလေးကဒီရွှေအိုးကတစ်တော့နဲ့ရဲ့စမ်းသက်မှုပါလောဘနဲ့တုံးရင်အိုးပြောက်သွားမယ်လို့တတိပေးတယ်။ဒါနဲ့သူတို့ဟာရွှေအိုးကိုမတုံးဘဲအတူတကွပူပေါင်းပြီးမိုးမယိုအောင်တည့်ရွက်တွေနဲ့အိမ်မိုးကိုပြန်ပြင်ကြတယ်။ညဘက်မှာတစ်တော်နဲ့ကလူပုတွေရဲ့စိတ်ထားကိုမြင်ပြီးရွှေအိုးစစ်ကိုသူတို့အိမ်ချမ်းမှာလက်ဆောင်ချန်ထားခဲ့တယ်။မနက်မိုးလင်းတဲ့အခါလူပုလေးတွေရွှေအိုးစစ်ကိုတွေ့ပြီ ဝမ်းသာစွာအတူတူမျှဝေသုံးဆွဲကြတယ်။တင်ကန်းစာကလောဘမထားပဲစူပေါင်းလှုပ်ဆောင်ခြင်းကပိုကြီးမားတဲ့အောင်မြင်မှုကိုရစေတယ်နိုင်ပါတယ်။အေးမြသောတောင်ကြီးတစ်ခုရဲ့အနီးစိမ့်လန်းသောအုပ်လေးတစ်ခုအလဲတွင်တရက်တီးပင်ကြီးတစ်ပင်ရှိပါတယ်။ဒီတစ်ပင်ကအခြားတစ်ပင်များနဲ့မတူပဲနှစ်တရာတစ်ကြိမ်သာအတီးတီးပြီးဒီအသီးကိုစားသူတိုင်းအသက်ရှိခြင်းအာနာနှင့်ကြီးမြတ်ခြင်းကိုရရှိတဲ့ရှေးလူကြီးများကပြောလို့ရှိပါတယ် ဒီအသီးကိုမိသူမြမခူးရဲကြတဲ့အကြောင်းမှာတစ်ပင်ကိုစောင့်ရှောက်ထားသောငကားကြီးရှိနေတာအကြောင်းဖြစ်ပါတယ်။တနေ့တွင်ရဲရင်ပြီးစွန့်စားရန်လူငယ်တဦးဖြစ်တဲ့အောင်အောင်ကိုဒီတရက်သီးတစ်ပင်အကြောင်းကိုကြားသိလိုက်ရတယ်။အောင်အောင်က မကြာခဏတစ်ပင်စီတို့လာရောက်ကြည့်ရှုလေးရှိပြီးငကားကြီးရဲ့အားနည်းချက်ကိုရှာဖွေနေပါတယ်။သူမိတ်ဆွေများကအနေအများလာတယ်လို့ပြောပြပြီးဒီငကားကြီးကမရှင်နိုင်ပါဘူးတတိပေးတော်လဲအောင်အောင်ကတရက်သီးပင်မှာစောင့်ကြည့်နေခဲ့ပါတယ်။တညမှာလပြည့်ညကိုရောက်လာပြီး နဂါကြီးကအိပ်ပျော်နေတာကိုအောင်အောင်သတိထားမိတယ်အောင်အောင်ကသူ့ရဲ့အသက်ရှူတံကိုကြားနေရတယ်တစ်ပင်နီးကိုချင်းကက်လာခဲ့ပြီးတစ်ပင်ကြီးရဲ့အောက်မှာမှုတက်နေသောကြောက်စာတစ်ခုကိုသူတွေ့ရှိလိုက်ပါတယ်ကြောက်စာပေါ်ရင်ကနဂါကြီးကိုအနိုင်ရနိုင်ခြင်းနဲ့ဆိုရင် သူ့နှလုံးသားကိုတားနေထိုးလိုက်ပါလို့ရေးထားပါတယ်အောင်အောင်ကနဂါကြီးနီးတို့တတိရှိရှိချင်းကက်လာပြီးသူ့ရဲ့လက်ကိုလည်းတားနေကင်ထားပြီးနဂါရဲ့ရင်ဘတ်ကိုဖြောင်းမတ်စွာထိလိုက်ပါတယ် ီခါကငကားကြီးကိုမိတောက်များဖြင့်အလင်းတန်းကြီးဖြစ်ကပျောက်ကွယ်သွားပြီးတစ်ပင်ပေါ်မှတရက်တီးများရွှေရောင်တောက်လပ်ပါတော့တယ်။အောင်အောင်ကဒီတရက်တီးတလုံးကိုခူးယူစားသုံးပြီးနောက်ပိုင်းတွင်သူကရဲရင်ပြီးမင်းပညာရှိသောခေါင်းဆောင်တဦးဖြစ်လာကသူ့ရဲ့ရွာကိုပျော်ပျော်ရွှင်ရွှင်နေသွားခဲ့ပါတော့တယ်။အဲ့နေမှစပြီးတရက်တီးပင်ကိုနှစ်ဆင်အတီးတီးလာပြီးငကားလည်းပြန်မပေါ်လာတော့ပါဘူး။အောင်အောင်ကတတိနှင့်ဖြောင်းမတ်မှုကြောင့်သူရဲကောင်းတဦးအဖြစ်ကြော်ကြားလာခဲ့ပါတော့တယ်။ အဝေးကတောတောင်ထူထက်လာတဲ့နက်ပြည်တစ်ခုမှာနတ်သမီးလေးတစ်ပါးရှိပါတယ်။သူမဟာနတ်ပြည်ရဲ့လက်ပတာရတဲ့ဥယျာဉ်တွေကြားမှာလွတ်လပ်စွာပြန်တန်းလေးရှိပြီးတဘာဝရဲ့လှပမှုတွေကိုခန်းစားရှာဖွေတတ်တဲ့နတ်သမီးလေးပါဖြစ်ပါတယ်။ဒီနေ့မှာတော့သူမဟာတစ်ပင်ကြီးတစ်ခုရဲ့အောက်မှာတောက်ပနေတဲ့လက်စွပ်တကွင်းကိုတွေ့လိုက်ရပါတယ်။ဒီလက်စွပ်ဟာတာမန်လက်စွပ်မဟုတ်ပါဘူး။မော်တက်နဲ့ပြုလုပ်ထားတဲ့လက်စွပ်ဖြစ်ပြီးသူ့ကိုဝစ်စင်သူရဲ့ဆန္ဒတွေကိုအကောင့်ထဲပေါ်ပေးနိုင်စွမ်းရှိပါတယ်။နတ်သမီးလေးဟာဒီလက်စွပ်ကိုဝစ်စင်လိုက်တဲ့အခါသူမရဲ့ဘဝဟာလုံးဝပြောင်းလဲသွားပါတော့တယ်။ ူမဟာလူသားတွေရဲ့ကဘာကိုခဏတာရောက်ရှိသွားပြီးလူသားတွေရဲ့ခန်းစားချက်တွေဘဝတွေကိုနီးနီးကပ်ကပ်ခန်းစားရပါတော့တယ်။ဒါပေမဲ့ဒီလက်ဆွေရဲ့မော်ဆွမ်းအားဟာသူ့ကိုအနည်းရွေနဲ့လည်းရင်ဆိုင်စေပါတယ်။လက်ဆွေရဲ့ဆွမ်းအားကိုအလွဲသုံးစားလုပ်မဲ့မကောင်းဆိုးဝါးတွေဟာသူ့မကိုလိုက်လံကြေရာခံနေပါတော့တယ်။နတ်သမီးလေးဟာဒီလက်ဆွေရဲ့ရှုပ်ဝက်ချက်တွေကိုဖော်ထုတ်ရင်းသူ့ရဲ့စစ်မှန်တဲ့စွမ်းအားကိုရှာဖွေရင်းစွန်းစားကန်းတွေထဲဝင်ရောက်သွားပါတော့တယ်။သူမဟာလူသားတွေရဲ့ကဘာမှာချစ်ချင်းမေတ္တာမိတ်ဆွေဖွဲ့ခြင်းဆွလို့အနစ်နာခံခြင်းတွေကိုတင်ယူခဲ့ပါတယ်။ ဒီလိုနဲ့နတ်သမီးလေးဟာလက်ဆွေရဲ့မော်စွမ်းအားကိုအသုံးပြုပြီးမကောင်းဆိုးဝါးတွေကိုအနိုင်ယူကာနှပြည်နဲ့လူသားတွေရဲ့ကဘာကိုကယ်တင်နိုင်ခဲ့ပါတယ်။တခါတော့ကဖယင်ကြီးတပါးဟာသူ့နိုင်ငံကိုအုပ်ချုပ်ရင်းပြည်သူတွေရဲ့ဘဝကိုလေးလာဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဟာရွာလေးတမှာတွားရောက်ပြီးလက်သမားတွေရဲ့ဘဝကိုလေးလာဖို့ဆုံးဖြတ်လိုက်ပါတယ်။ဖယင်ကြီးဟာကျေးလက်ဒေသကိုရောက်လာပြီးလက်သမားနှစ်ယောက်ကိုတွေ့ပါတယ်။လက်သမားနှစ်ယောက်ဟာဖယင်ကြီးကိုမျက်မိသွားပြီးသူ့ကိုကြိုဆိုပါတယ်။ဖယင်ကြီးက လေသမားနှစ်ယောက်ကိုမိကွန်းတွေမေးပါတယ်။တင်းတို့မှာလေကွင်းတွေများများစားစားမရှိဘဲနဲ့ဘာလို့ဒီလောက်ပျော်နေတာလဲလို့မေးပါတယ်။လေသမားနှစ်ယောက်ကပြုံးပြီးဖြေပါတယ်။ကျွန်တော်တို့မှာလေကွင်းတွေများများစားစားမရှိပေမဲ့ကျွန်တော်တို့ရဲ့လက်ရှိလေကွင်းလေးနဲ့ပဲကျင်းနေနေပါတယ်။ကျွန်တော်တို့ဟာရိုးရိုးလေးနဲ့ပျော်ရှင်တက်တဲ့သူတွေပါ။ကျွန်တော်တို့ရဲ့မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာကိုကျေးဇူးတင်ပါတယ်လို့ဖြေပါတယ်။ဖီရင်ကြီးဟာလေသမားနှစ်ယောက်ရဲ့စကားကိုကြားပြီးအံ့ဩသွားပါတယ်။သူကလေသမားနှစ်ယောက်ကိုချီးကျူးပြီးသူတို့ရဲ့ရိုးရှင်းပြီး ်ပျော်ရှင်တတ်တဲ့ဘဝကိုအတူယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ခရင်ကြီးဟာလက်သမားနှစ်ယောက်ကိုယတနာတွေပေးပြီးသူတို့ရဲ့ဘဝကိုပုံမကောင်းမွန်အောင်ကူညီပေးပါတယ်။လက်သမားနှစ်ယောက်ဟာခရင်ကြီးရဲ့ကျေးဇူးကိုကျေးဇူးတင်ပြီးသူတို့ရဲ့ဘဝကိုပုံမကောင်းမွန်အောင်ကြိုးစားပါတယ်။ဒီပုံပြင်လေးကရိုးရှင်းပြီးပျော်ရှင်တတ်တဲ့ဘဝကို ဖော်ပြထားပါတယ်။လက်သမားနှစ်ယောက်ဟာသူတို့ရဲ့ရိုးရှင်းပြီးပျော်ရှင်တတ်တဲ့ဘဝကိုကျေးဇူးတင်ပြီးခရင်ကြီးရဲ့ကျေးဇူးကိုကျေးဇူးတင်ပါတယ်။ဒီပုံပြင်လေးကရိုးရှင်းပြီးပျော်ရှင်တတ်တဲ့ဘဝကိုဖော်ပြထားပါတယ်။ ရှေရှေတုန်းကတစ်တောထူထက်တဲ့တောင်ကြားလေးတစ်ခုမှာရွှေမြို့တော်လို့အမည်ရတဲ့ရွာလေးတွေပါရှိပါတယ်။ဒီရွာလေးကတဘာဝလတရားနဲ့ပြည့်နေနေပြီးရွာသားတွေကစီလုံးကြီးမြို့စွာနဲ့နေထိုင်ကြပါတယ်။ဒါပေမဲ့ရွာသားတွေဟာဆင်းရဲပြီးဘဝကိုရုန်းကန်နေကြရပါတယ်။ဒီနေ့မှာတော့ရွာသားတွေဟာတောင်ကြားထဲကအင်းလေးတစ်ခုမှာထူးဆန်းတဲ့အလင်းတစ်ခုထွက်နေတာကိုတွေ့လိုက်ကြပါတယ်။အဲ့ဒီအလင်းကနတ်သမီးတစ်ပါးရဲ့အလင်းပါနတ်သမီးကရွာသားတွေရဲ့ဆင်းရဲဒုက္ခကိုသိမြင်ပြီးသူတို့ကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်။နတ်သမီးကရွာသားတွေစီလာပြီး သူတို့ကိုရွှေနဲ့ယတနာတွေပေးပါတယ်ဒါပေမဲ့နတ်သမီးကရွာသားတွေကိုတတိပေးပါတယ်ဒီယတနာတွေကိုလောဘမထားပဲမျက်ဝေသုံးဆွဲကြပါလောဘကြီးရင်ဒီရွှေမျိုးတော်ဟာပျောက်ကွယ်သွားမှာပါလို့ပြောပါတယ်ရွာသားတွေကနတ်သမီးရဲ့စကားကိုနားထောင်ပြီးယတနာတွေကိုမျက်ဝေသုံးဆွဲကြပါတယ်ဒီရွာလေးဟာတဖြည်းဖြည်းချမ်းသာလာပြီးရွှေမျိုးတော်လို့နာမည်ပြောင်းလိုက်ပါတယ်ဒါပေမဲ့တချို့ရွာသားတွေက လောဘကြီးလာပြီးယတနာတွေကိုတကူကောင်းဆန်စွာတင်ဆဲလာကြပါတယ် နတ်သမီးကဒီခြေနေကိုတတိထားမိပြီးရွာသားတွေကိုနောက်တစ်ကြိမ်တတိပေးပါတယ်။ဒါပေမဲ့လောဘကြီးတဲ့ရွာသားတွေကနတ်သမီးရဲ့စကားကိုလျစ်လျူရှုလိုက်ကြပါတယ်။နောက်ဆုံးမှာတော့နတ်သမီးကရွှေမြို့တော်နဲ့အတူပျောက်ကွယ်သွားစေပါတယ်။နောက်ဆုံးမှာတော့နတ်သမီးကရွှေမြို့တော်နဲ့အတူပျောက်ကွယ်သွားစေပါတယ်။ရွာသားတွေဟာသူတို့ရဲ့လောဘကြောင့်ရွှေမြို့တော်ကိုဆုံးရှုံးလိုက်ရပါတယ်။ဒီပုံပြင်လေးကလောဘကြီးခြင်းရဲ့အကျိုးဆက်တွေကိုတင်ခန်းစာရမယ်လို့ထင်ပါတယ်။ ။ဒီရှေတုန်းကကြေးရွာလေးတွေရွာမှာမင်းသားကြီးတပါရှိပါတယ်။သူ့မကြီးမားတဲ့ရဲတိုက်ကြီးတစ်ခုရှိပြီးဒီရဲတိုက်ကြီးဟာရွာသားတွေကြားမှာတရဲတိုက်လို့နမည်ကြီးပါတယ်။ရဲတိုက်ထဲမှာတရဲတွေမော့တက်ပညာတွေနဲ့ပတ်သက်တဲ့ချို့ဝဆန်းကျင်မှုတွေအများကြီးရှိတယ်လို့သတင်းတွေပြန့်နှံ့နေပါတယ်။ဒီနေ့မှကြေးရွာကလူငယ်တယောက်ဖြစ်တဲ့မောင်မောင်ဟာဒီရဲတိုက်ကြီးကိုစူးစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်။သူ့သူငယ်ချင်းတွေကမတော်ဖို့ဒါပေမဲ့မောင်မောင်ဟာတတိရှိပြီးစူးစမ်းလို့စိတ်ပြင်းထန်တဲ့သူဖြစ်တာကြောင့်ရဲတိုက်ထဲကိုဝင်လိုက်ပါတယ်။ ရဲတိုက်ထဲဝင်လာတာနဲ့မောင်မောင်ဟာထူးဆန်းတဲ့အတန်တွေအရေးတွေကိုကြားရမြင်ရပါတယ်။ရဲတိုက်ရဲ့နယံတွေမှာမော်စာလုံးတွေတင်ကြဲတပ်တွေရေးထားတာကိုတွေ့ရပါတယ်။သူဟာရဲတိုက်ရဲ့အတွင်းပိုင်းကိုဆက်သွားတဲ့အခါတရေတကောင်နဲ့ရင်ဆိုင်လိုက်ရပါတယ်။ဒီတရေဟာရှေးခေတ်ကမော်ဆရာတယောက်ဖြစ်ပြီးသူ့ရဲ့မော်တက်ပညာတွေကိုအသုံးပြုပြီးသူ့ကိုယ်သူတရေအဖြစ်ပြောင်းလဲထားတာဖြစ်ပါတယ်။တရေဆရာဟာမောင်မောင်ကိုသူ့ရဲ့မော်ပညာတွေကိုသင်ပေးဖို့ကမ်းလှမ်းပါတယ်။ဒါပေမဲ့မောင်မောင်ဟာမော်ပညာကိုသင်ယူဖို့ငြင်းဆန်လိုက်ပါတယ်။ ူဟာတရေးဆရာရဲ့မော်ပညာတွေကိုအသုံးပြုပြီးရွာသားတွေကိုဒုက္ခပေးနေတာကိုသိရှိသွားပါတယ်။မောင်မောင်ဟာတရေးဆရာကိုတိုက်ထုတ်ဖို့ဆုံးဖြတ်လိုက်ပြီးရဲတိုက်ထဲမှာရှိတဲ့မော်တင်ဂေတက်တွေကိုအသုံးပြုပြီးတရေးဆရာကိုအနိုင်ယူလိုက်ပါတယ်။တရေးဆရာကိုတိုက်ထုတ်ပြီးတဲ့နောက်ရဲတိုက်ဟာတရေးတွေမော်တက်တွေကနေလွတ်မြောက်သွားပါတယ်။မောင်မောင်ဟာရွာသားတွေရဲ့ကျေးဇူးတင်ခြင်းကိုခံရပြီးသူ့ရဲ့တတိနဲ့ညဉ့်ညံသွေးတွေကြောင့်ကျေးရွာရဲ့သူရဲကောင်းတယောက်အဖြစ်ကြော်ကြားသွားပါတယ်။ အရင်နှုန်းကမြေအောက်ကဘာဆိုတာလူသားတွေမသိနိုင်တဲ့နည်းနည်းတဲ့လောကတစ်ခုအဖြစ်တည်ရှိခဲ့ပါတယ်။ဒီလောကထဲမှာရှေးခေတ်ကပျောက်ဆုံးသွားတဲ့မြို့တော်တစ်ခုရှိခဲ့ပါတယ်။ဒီမြို့တော်ကိုအနက်ရောင်မြို့လို့ခေါ်ကြပြီးဒီမြို့မှာရှေးခေတ်ကအာနာရှင်ဘုရင်တပါအုပ်ဆိုးခဲ့ပါတယ်။ဒီဘုရင်ကသူ့ရဲ့အာနာကိုထာဝရဒီတန်ဖို့အတွက်မော်တက်တွေကျင်းစာတွေနဲ့မြို့တော်ကိုကာကွယ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အုပ်ဆိုးမှုဟာရက်ဆက်ပြီးမတရားတာကြောင့်မြို့သားတွေကသူ့ကို ပုံကန်ခဲ့ကြပါတယ်။ဒီပုံကန်မှုကြောင့်ဘုရင်က မြို့တော်ကိုကျင်းစာတစ်ခုချခဲ့ပြီးမြို့တော်တစ်ခုလုံးကိုမြေအောက်ကိုနှစ်မြုပ်သွားစေခဲ့ပါတယ်ဒီကျင်းစာကြောင့်မြေအောက်ကဘာထဲမှာထာဝရပြောက်ကွယ်သွားခဲ့ပါတယ်ဒီပုံပြင်ဟာနှစ်ပေါင်းများစွာကြာပြီးနောက်လူသားတွေရဲ့မှတ်တမ်းတွေရဲ့ကပြောက်ကွယ်သွားခဲ့ပါတယ်ဒါပေမဲ့ဒီနေ့မှာလူငယ်တယောက်ဖြစ်တဲ့လူဝီဆိုတဲ့လူငယ်လေးဟာသူ့ရဲ့ဘိုးဘွားတွေရဲ့မှတ်တမ်းတွေရဲ့ကဒီပုံပြင်ကိုဖတ်မိခဲ့ပါတယ်လူဝီဟာစွန်စားခန်းတွေကိုကြိုက်နှစ်သက်တဲ့လူငယ်တယောက်ဖြစ်ပြီးဒီပုံပြင်ကိုဖတ်ပြီးတဲ့နောက်မြေအောက်ကဘာကိုရှာဖွေဖို့ဆုံးဖြတ်လိုက်ပါတယ် လူဝီဟာသူ့ရဲ့ခီးအတွက်ပြင်ဆင်ပြီးမြေအောက်ကဘာကိုရှာဖွေဖို့ထွက်လာခဲ့ပါတယ်။သူ့ရဲ့ခီးမှာသူဟာမြေအောက်လောကရဲ့အနေအရစိတ်ဝင်စားဖွယ်ရာတွေကိုကြုံတွေ့ခဲ့ရပါတယ်။သူဟာမြေအောက်မှာရှိတဲ့မိတောင်တွေ၊ကြောက်ကူတွေ၊ရေခဲတောင်တွေကိုဖြတ်သန်းခဲ့ရပါတယ်။ဒီလိုနဲ့သူဟာအနေရောင်မြို့တော်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အနေရောင်မြို့တော်ထဲမှာလူဝီဟာရှေးခေတ်ကကျင်းစာရီမော်တက်တွေနဲ့ပြည်နယ်နေတဲ့နေရာတွေကိုကြုံတွေ့ခဲ့ရပါတယ်။ဒီမြို့တော်ထဲမှာရှေးခေတ်ကဖခင်ရဲ့ဝိညာဉ်ဟာမြို့တော်ကိုစောင့်ကြပ်နေပြီး မီဒူမဆိုမျိုးတော်လေးကိုဝင်ရောက်လာရင်ကျင်းစာတွေနဲ့ကြုံတွေ့ရမယ်လို့တတိပေးထားပါတယ်။လူဝီဟာဒီကျင်းစာတွေကိုရင်ဆိုင်ဖို့ပြင်ဆင်ထားပြီးမျိုးတော်လေးကိုဝင်ရောက်ခဲ့ပါတယ်။မျိုးတော်ရဲ့မှာလူဝီဟာရှေးခေတ်ကဖခင်ရဲ့ဝိညာဉ်နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဖခင်ရဲ့ဝိညာဉ်ကလူဝီကမျိုးတော်ကိုပြန်လည်ထူထောင်ဖို့ကြိုးစားရင်ကျင်းစာတွေနဲ့ရင်ဆိုင်ရမယ်လို့ချိန်ချောက်ခဲ့ပါတယ်။ဒါပေမဲ့လူဝီဟာသူ့ရဲ့တတိနဲ့ဉာဏ်ရည်ဉာဏ်သွေးကိုအသုံးပြုပြီးဖခင်ရဲ့ဝိညာဉ်ကိုအနိုင်ယူခဲ့ပါတယ်။ ဒီလိုနဲ့မြို့တော်ဟာကျင်းစာကနေလွမြောက်သွားခဲ့ပြီးမြေအောက်ကဘာကနေပြန်လဲပေါ်ထွက်လာခဲ့ပါတယ်လူဝီဟာမြို့တော်ကိုပြန်လဲထူထောင်ပြီးမြို့သားတွေကိုပြန်လဲစုစည်းပေးခဲ့ပါတယ်ဒီလိုနဲ့မြို့တော်ဟာပြန်လဲစီပင်သားရလာခဲ့ပြီးလူဝီဟာဒီမြို့တော်ရဲ့သူရဲကောင်းတစ်ယောက်အဖြစ်မှတ်တမ်းတင်ခံခဲ့ရပါတယ်ဒီပုံပြင်ဟာစိတ်ဝင်စားဖွယ်ရာတွေစွန်စားကန်းတွေကျင်းစာတွေနဲ့ပြည့်နှက်နေပြီးမြေအောက်ကဘာရဲ့ရှုပ်ဝတ်စမ်းကျင်မှုတွေကိုဖော်ပြထားပါတယ် ဒီပုံပြင်ကိုဖတ်ရှုရင်းစိတ်ကူးယဉ်ခြင်းရဲ့ပျော်ရွှင်မှုကိုခံစားရမှာဖြစ်ပါတယ်။တခါတုန်းကရွာငယ်လေးတစ်ရွာမှာဦးအေးဆိုတဲ့ဆင်းရဲသားတစ်ယောက်ရှိနေပါတယ်။သူ့မှာလက်ွက်နှင်းငယ်သာရှိပြီးမိုးကောင်ရေရှားတဲ့နှစ်တွေမှာအလွန်ဒုက္ခရောက်လေးရှိပါတယ်။ဒီနေ့မှာတော့ဦးအေးဟာသူ့လက်ွက်ထဲကတစ်ပင်ကြီးအောက်မှာရွှေရောင်တောက်ပနေတဲ့အိုးတလုံးကိုတွေ့လိုက်ပါတယ်။ဒီအိုးလေးကရွှေနဲ့လှုပ်ထားသလိုပဲလို့ပြောပြီးပီတိဖြစ်နေတယ်။အိုးကိုဖွင့်ကြည့်လိုက်တဲ့အခါအိုးရဲကနေငကားကြီးတစ်ကောင်အမွှေးထွက်လာပြီးမြေကြီးပေါ်မှာကြီးမားလာတဲ့အတွင်နဲ့ပေါ်လာတယ်။ ။ဝီယေးကဒါကိုပြင်သွားတဲ့အခါကြောက်လန့်ပြီးပြန်ထွက်ပြေးမလို့ငကားမင်းကသူ့ကိုပြောပါတယ်။ဒီအိုးကိုလာဖွင့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတယ်။ဒီအိုးထဲမှာပြိမိနေတာကြာနေပါပြီ။ဒီအိုးထဲမှာနှစ်ပေါင်းတရလောက်ဒီအိုးထဲမှာပြိမိနေခဲ့တာမင်းကငါကိုလာကူညီပေးတဲ့အတွက်ငါနဲ့ကိုစုပေးမယ်။ဒါပေမဲ့တတိထားရမှာကငါပြောတဲ့စကားကိုမယုံရင်မင်းသက်ဆုံးရှုံးလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဦးအေးကဒီစကားကိုကြားပြီးပြန်ပြောလိုက်ပါတာကျေးဇူးပြုပြီးကျွန်တော်ကိုမတက်ပါနဲ့ဆုလိုခြင်းလို့အိုးကိုဖွင့်တာမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ် နဂါမင်းကပြန်ပြောလိုက်ပါတယ်ဟုတ်ပြီမင်းရဲ့ရိုးသားမှုကိုငါသဘောကျတယ်ဒါပေမဲ့ငါပြောတဲ့စကားကိုယုံဖို့လိုတယ်ဒီရွှေအိုးထဲမှာရွှေတင်ကားတွေအပြည့်ရှိတယ်ဒါပေမဲ့တနေ့ကိုတပြားပဲယူနိုင်မယ်ပို့ယူရင်အိုးကမော်ဆွမ်းတဲ့မင်းကိုရွှေရုပ်တုဖြစ်သွားစေလိမ့်မယ်လို့ပြောပါတယ်ဦးဝေးသဘောတူပြီးအိုးကအင်ကိုယူသွားပါတယ်အစောပိုင်းမှာသူဟာတနေ့တပြားစနစ်ကျယူပြီးတုံးဆွဲနေခဲ့တယ်ဒါပေမဲ့တနေ့တပြားယူနေရင်ဘလောက်မြင်မြန်ကျမ်းသာမှာလဲဆိုပြီးလောဘစိတ်ဝင်လာပြီးတခါတည်းနဲ့ရွှေတင်ကားတွေအများကြီးယူလိုက်ပြီးအဲ့ဒီအချိန်မှာပဲသူ့ရဲ့လက်ကရွှေဖြစ်သွားပြီး တကိုယ်လုံးရွှေရုပ်တုအဖြစ်ပြောင်းသွားတယ်ပါတော့တယ်။လောဘကြီးခြင်းဟာပျက်စီးဆုံးရှုံးမှုကိုသာဖြစ်စေတယ်။ယူသားမှုနဲ့စီကံရှိမှသာအောင်မြင်မှုရနိုင်တယ်။လောဘကြီးရဲ့သူဟာအဆုံးမှာဘာမှမကြံတော့ပါဘူး။ယူသားမှုဆိုတာကတနေ့ကျရင်ကိုလုံးနေတဲ့အလုပ်ကအောင်မြင်လာနိုင်မှာဒီပုံပြင်ကအကျိုးတွေကိုရနိုင်မယ်လို့ထင်ပါတယ်။တခါတော့ကဆာယာနဲ့စူးစူးနှစ်ယောက်ရှိပါတယ်။သူတို့နှစ်ယောက်ဟာအမေတယောက်တည်းရှိပြီးဆာယာကတူမေရင်းကိုဖြစ်ပြီး အမေလုံးလည်းမကူညီပါဘူးသူ့ရဲ့အမေပိုက်ဆံကိုပဲနေတိုင်းတောင်းနေတာတူမေလဲပိုက်ဆံမရှိတာကြောင့်တူမေကရမ်းစင်းရတာကြောင့်ပေးမဲ့ပိုက်ဆံလည်းမရှိဘူးဆရာကဒီအိမ်ကိုမနေချင်တော့ဘူးလို့ပြောလိုက်ပါတယ်တူရီစာနဲ့နောက်လိုက်သွားပါတော့တယ်စူးစူးကတော့တူမေရင်မဟုတ်လဲတူမေကိုအိမ်မူကိစ္စအလုပ်တွေကိုကူညီနေပါတယ်ဒီနေ့မှာတော့မျိုးရဲကတထေးတယောက်ကိုသူ့ကိုလာပြင်းတဲ့အခါတူမကချစ်မိသွားပါတယ်တထေးကတူမကိုလက်ထက်ခွင့်တောင်းလိုက်ပါတယ်စူးစူးဟာတူမေကိုတယောက်တည်းမထားနိုင်တာကြောင့် တထေးကိုမလိုက်နိုင်ဘူးလို့ပြောလိုက်ပါတယ်တထေးဟာတူမေလဲခေါ်သွားခိုင်းလိုက်ပါတယ်စုစုအမေကဘာလို့ကိုမပေးလုပ်ခိုင်းပါဘူးလို့ပြောလိုက်ပါတယ်စုစုကလည်းတဘောတူပြီးမြို့ရဲကိုဝင်သွားပါတယ်စုစုဟာတူမီတွေကအမေရင်းလို့တဘောထားပါတယ်တူမေလဲတူမတ်ကိုအယမ်းချစ်ကြပါတယ်ဒီလိုနဲ့တူတို့ဟာအဲ့နေကစားပြီးပျော်ရှင်တဲ့ဘဝကိုရောက်သွားပါတော့တယ်တခါတုန်းကပင်လေကြီးအောက်မှာလှပသောရေကြီးရနန်းတော်ကြီးတစ်ခုရှိပါတယ်။ဒီနန်းတော်ကိုပင်လေဘုရင်အုပ်ဆိုးခဲ့ပါတယ်။ပင်လေဘုရင်ကအင်အားကြီးမှပြီးဉာဏ်ပညာလဲထက်မြက်တဲ့လူဖြစ်တာကြောင့် သူကနန်းတော်တွင်ရေလောကရှိတတဝါများစွာနေထိုင်ကြပြီးသူတို့အားလုံးကပင်လယ်ပြင်ရဲ့အုပ်စိုးမှုကိုလေးစားကြပါတယ်ပင်လယ်ရင်ကနန်းတော်တွင်ပျော်ရွှင်စွာနေထိုင်တော်လဲတခါတရံမှာသူ့ရဲ့နှလုံးသားထဲမှာကြီးမားသောဆန္ဒတစ်ခုရှိနေခဲ့ပါတယ်ဆန္ဒမှာလူသားများရှိနေတဲ့ကဘာကိုတွားရောက်ကြည့်ရှုခြင်းနေပါတယ်ပင်လယ်ရင်ကလူသားရဲ့ကဘာကိုမြင်ဘူးကျင်တော်လဲသူကိုယ်တိုင်တခါမှမတွားရောက်ဖူးပါဘူးတနေ့မှာပင်လယ်ပြင်ရဲ့နန်းတော်မှထွက်ခွာသွားပြီးလူသားများရှိတဲ့ကဘာကိုခီးထွက်လာခဲ့ပါတယ်သူကလူသားများနေတဲ့မြို့တော်ကိုရောက်ရှိလာပြီးလူသားတွေရဲ့ဘဝကိုစတင်လေ့လာခဲ့ပါတယ် ဒီမြို့တော်ထဲမှာလှပသောမိန်းကလေးတဦးနဲ့တွေ့ဆုံခဲ့ပါတယ်။ဒီမိန်းကလေးမှာမြို့တော်ရဲ့ပန်းချံတွင်ပန်းများကိုစိုက်ပျိုးနေတဲ့အချိန်မှာပင်လယ်ပြင်ကသူ့ကိုပြင်သွားတဲ့အခါပင်လယ်ပြင်ကဒီမိန်းကလေးကိုလှပမှုနဲ့စိတ်တက်ကောင်းတွေကိုစတင်ချင်းမြတ်နိုးလာခဲ့ပြီးသူတို့နှစ်ဦးကိုနေ့စဉ်တွေ့ဆုံပြီးသူတို့နှစ်ယောက်ကရှိနေတဲ့ဆန္ဒကိုတယောက်နဲ့တယောက်ပြောပြီးပင်လေဝင်ဟာသူကပင်လေကြီးနဲ့သူ့ရဲ့နန်းတော်အကြောင်းကိုပြောပြပါတယ်။မင်းကလေးကလည်းသူမရဲ့ပန်းချံတွေရဲ့ဘဝအကြောင်းကိုပြန်လည်ပြောပြပြီးပင်လေဝင်ကလူသားရဲ့ကဘာကိုအချိန်ကြာမြင့်စွာနေထိုင်နိုင်ခြင်းမရှိတာကြောင့် သူ့ရဲ့နန်းတော်ကိုအချိန်ကြာမြင့်စွာထွက်လာပါတယ်ပြန်သွားရဲ့အချိန်တန်လာပါပြီလို့ပြောလိုက်ပါတယ်ပင်လေဝင်းဟာမင်းကလေးကသူ့ရဲ့နန်းတော်ကိုခေါ်ဆောင်သွားမယ်လို့ဆုံးဖြတ်လိုက်ပါတယ်မင်းကလေးကလူသားဖြစ်နေတဲ့အတွက်ကြောင့်ပင်လေအောက်တွင်အသက်ရှင်နိုင်မှာမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ်ပင်လေဘင်းကသူ့ရဲ့မော်တက်ပညာတွေကိုတုံးပြီးမင်းကလေးကိုပင်လေအောက်မှာအသက်ရှင်နိုင်အောင်လုပ်ပေးခဲ့ပါတယ်မော်တက်ကအချိန်များကြီးနေလို့ရပါတယ်လို့ပြောလိုပါတယ်မင်းကလေးကနောက်ဆုံးမှလူသားများရှိတဲ့ကဘာကိုပြန်သွားကျင်ပါတယ်လို့ပြောလိုက်ပါတယ်ပင်လေဘင်းဟာမင်းကလေးကိုချစ်မြတ်နိုးတော်လဲ သူမရဲ့ဘဝကိုမထိခိုက်စေခြင်းလို့သူမရဲ့ကဘာကိုပြန်လဲပို့ဆောင်ပေးခဲ့ပါတယ်။သူတို့နှစ်ဦးကနှုတ်ဆက်နေတဲ့အချိန်မှာမျက်ရည်တွေကိုအများကြီးနဲ့နှုတ်ဆက်ခဲ့ပါတယ်။ပင်လယ်ပရင်ကနန်းတော်ကိုပြန်လဲရောက်ရှိလာပြီးသူ့ရဲ့နှလုံးသားထဲမှာမိန်းကလေးအတွက်ချစ်ချင်းမေတ္တာကိုအမြဲတမ်းရှိနေခဲ့ပါတယ်။သူကလူသားများရဲ့ကဘာကိုမကြာခဏတွားရောက်လဲပတ်ပြီးမိန်းကလေးနဲ့တွေ့ဆုံခဲ့ပါတယ်။သူတို့နှစ်ဦးဟာသူတို့အချစ်တွေကိုပင်လယ်ကြီးနဲ့လူသားကဘာကိုချိတ်ဆက်နေခဲ့ပါတော့တယ်။ ဟိုရှိရှိတုန်းကမိုးတီထန်စွာရွာတဲ့မြစ်တညမှာကျွန်တော်ဖျားနာနေခဲ့တယ်ဖျားလိုက်ချောင်းဆိုးလိုက်လေချောင်းနာလိုက်နဲ့အဲ့လိုမရဖြစ်နေတာအမေကကျွန်တော်နဘူးကိုလက်ဖွားနဲ့ဆန်းကြည့်ရင်အဖျားတော့ကြီးနေပြီလို့ပြောပြီးမျက်ရည်တွေဝိုင်းလာပါတယ်အမေဘာလို့ငိုနေတာလဲလို့မေးတော့ငိုတာမဟုတ်ပါဘူးကွာမျက်လုံးငယ်ဖုံဝင်သွားလို့လို့ပြန်ဖြေတယ်ဒါပေမဲ့ကျွန်တော်သိပါတယ်အမေမျက်ရည်ဟာကျွန်တော်အတွက်နာကျင်မှုကြောင့်ပါပဲလို့ပြောလိုက်ပါတယ်ဒီချိန်မှာအမေကကျွန်တော်ကနေမကောင်းတာကြောင့်စားမရအိမ်မရဖြစ်နေပါတယ်အမေကညချိန်တွေစေးဆိုင်ပေးနေတာကြောင့် အိမ်ကြီးချင်းတွေစီသွားပြီးဆေးတောင်းခဲ့ရတယ်မိုးထဲမှာထိမပါပဲပြေးသွားတဲ့အခါအမေရဲ့ဆံပင်တွေဆူဆွဲပြီးမျက်နှာမှာရေရွေနဲ့ဒါကမိုးရေလားမျက်ရည်လားကျွန်တော်မခွဲခြားနိုင်တော့ပါဘူးပြောလိုက်ပါတယ်သူ့အမေကပြန်ပြောလိုက်ပါဘာမှမဖြစ်ဘူးလို့ပြောလိုက်ပါတယ်နောက်တနေ့မနေ့ကျွန်တော်ဖျားကျသွားတော့အမေမျက်လုံးတွေမှာအေးရေမဝတဲ့အရေးရောင်တွေရှိနေတယ်ဒါပေမဲ့အမေရဲ့မျက်နှာမှာပြုံးနေပြီးသားလေးနေကောင်းသွားပြီနော်လို့ပြောရင်ကျွန်တော်နှဘူးကိုပုတ်တက်ပေးတယ်အဲ့ဒီနေ့ကစားပြီးအမေမျက်ရည်တွေကိုကျွန်တော်သတိထားမိပါတယ်ကျွန်တော်စာမေးပွဲအောင်တဲ့အခါအမေမျက်ရည် ကျွန်တော်တက္ကသိုလ်ဝင်ခွင့်ရတဲ့အခါအမေမျက်ရည်ကျွန်တော်ပထမဆုံးလှုပ်ဝင်တဲ့အခါအမေမျက်ရည်ဒီမျက်ရည်တွေဟာဝမ်းနည်းမှုကြောင့်မဟုတ်ဘူးဂုဏ်ယူမှုမေတ္တာကျေးဇူးတရားတွေကြောင့်ပါပြောလိုက်ပါတယ်။ဒီနေ့မှာအမေမျက်လုံးတွေမှုန်ဝါလာတော့စေကမ်းပြပြီးတဲ့အခါဆရာဝန်ကပြောတယ်"နင်းရဲ့အမေကအသက်ကြီးလာတော့မျက်စိအားနည်းတာတဘာဝပါလို့ပြောတယ်ဒါပေမဲ့ကျွန်တော်သိတယ်အမေမျက်လုံးတွေဟာငါ့အတွက်ငိုခဲ့ရတာတွေကြောင့်ပုံမအားနည်းသွားတာပါလို့ပြောလိုက်တယ်"ဒီနေ့အမေမျက်ရည်တွေကိုကျွန်တော်ပြင်မြင်နေရတယ်မင်းရဲ့မျက်ရည်တစ်ဆက်စီဟာကျွန်တော်အတွက်ချစ်ချင်းမေတ္တာရဲ့အထင်းမှတ်တွေပါပဲပြောလိုက်ပါရစေ အမေ့မြေကြီးတိုင်းမှာမပြောပြနိုင်တဲ့ချက်ချင်းတွေရှိပါတယ်။